င်္ဂလာပါခင်ဗျာနောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုကျွန်တော်အေဇက်ကတင်ဆက်ပေးမှာဖြစ်ပါတယ်လင်ကုန်ကူးသူအစတိတ်မှတ်တမ်းအားလုံးကို ဖွင့်ချရေးဥပဒေကိုထရန့်ကလက်မှတ်ရေးထိုးခဲ့တဲ့အကြောင်း AI LS ကဂျူသားရင်မဟုတ်ဘဲနဲ့ကျယ်တကွန်သာဖြစ်တယ်လို့ NASA ကအတည်ပြုလိုက်တာနဲ့ရုရှားတရှိုသင်းမောရန်ဆမှုစစ်စေးရတုံ့ပြန်မှုအသိရှိတယ်လို့ဗီဒင်ကတတိပေးလိုက်တဲ့အကြောင်းတွေကိုဖော်ပြပေးလိုက်ပါတယ် ပမာဆုံးတင်ဆက်ပေးမယ့်အကြောင်းကတော့လင်ကွန်ကူးသူအက်စတိန်မှတ်တမ်းအလုံးကိုဖွင့်ချရေးဥပဒေကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလက်မှတ်ရေးထိုးခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်။တငယ်လင်ကွန်ကူးသူဂျော်ဖရီအက်စတိန်နဲ့ဆက်ဆက်တဲ့မှတ်တမ်းအလုံးဖွင့်ချဖို့အမိန်ပေးတဲ့ဥပဒေချမ်းကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကနိုဝင်ဘာလ16ရက်နေ့မှာလက်မှတ်ရေးထိုးလိုက်တာပဲဖြစ်ပါတယ်။အခုတော့အဲ့ဒီဒီမိုကရက်တွေနဲ့အက်စတိန်နဲ့ပတ်သက်တာတွေမကြမီပေါ်လာတော့ပါမယ်။ ် extreme fine ထုတ်ပြန်မှုကျွန်တော်လက်မှတ်ရေးထုတ်လိုက်ပြီလို့ Trump က True Social Media လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။ဒီဥပဒေအရတရားရေးဌာနဟာစုံစမ်းစစ်ဆေးမှုကရရှိတဲ့အချက်လက်အလုံးကိုရှာဖွေရယူနိုင်တဲ့ပုံစံနဲ့ရက်30အတွင်းထုတ်ပြန်ပေးရမှာပဲဖြစ်ပါတယ်။အစောပိုင်းမှာ Trump ကစန့်ကျင်ခဲ့ပေမဲ့နိနာသူရီနဲ့သူ့ပါတီတွင် PR တွေကြောင့်သဘောထားပြောင်းခဲ့ပြီးလွှတ်တော်နှစ်ရက်လုံးကလည်းဒီဥပဒေကိုကန့်ကွက်သူမရှိသလောက်အတည်ပြုပေးခဲ့တာပဲဖြစ်ပါတယ်။ ထရန့်ကတော့ဒီမိုကရက်တွေဟာသူ့အစိုးရရဲ့အောင်မြင်မှုတွေကိုလူအာယုံမဆိုင်မီအောင်ဒီကိစ္စကိုပုံကြီးချက်နေတာလို့တုံ့ပြန်ထားတာတွေ့ရပါတယ်။ပြီးခဲ့တဲ့သတင်းဘက်ကထွက်ပေါ်ခဲ့တဲ့မှတ်တမ်းတွေမှာတော့ထရန့်မကောင်းကြောင်သူတီထားပြီးဖြုတ်ချနိုင်တယ်လို့အက်စတင်ကပြောဆိုထားတဲ့အချက်တွေပါဝင်နေတာဖြစ်ပါတယ်။ဒါပေမဲ့အခုဥပဒေမှာပုံကိုယ်ရေးဆိုင်ရာနဲ့တီစဲစုံစမ်းစစ်ဆေးမှုတွေရှိရင်ချန်လက်ထားနိုင်တယ်လို့ပြဋ္ဌာန်းထားတာကြောင့်မှတ်တမ်းအလုံးထွက်လာဖို့တော့မသေးကြသေးပါဘူး။ ဒါကြောင့်စုံစမ်းစစ်ဆေးမှုတွေကိုအကြောင်းပြပြီးတော့မှတ်တမ်းတွေကိုဆက်ပြီးထိန်းထားမှာစိုးရင်ရတယ်လို့ဥပဒေကြမ်းကိုဥဆောင်တင်သွင်းသူ Republican အမတ်ကိုရိုင်ကသုံးသပ်ပြောဆိုထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ 3i Atlas ဟာဂျူသားယင်မဟုတ်ဘဲနဲ့ကျဲတကွန်သာဖြစ်တဲ့အကြောင်း NASA ကအတည်ပြုလိုက်တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ် individual exposures that were taken on September 16th 3i atlas လို့အမည်ပေးထားတဲ့အာဂတတဲကရာဝတ္ထုဟာကောလာဟာလာထွက်နေသလိုဂျိုသားယင်မဟုတ်ဘဲနဲ့နေဖွဲ့စည်းတဲ့တတန်းရင်းနဲ့ကျဲတကုံတစ်ခုသာဖြစ်တယ်လို့ NASA ကနိုဝင်ဘာလ16ရက်နေ့မှာပုံရိပ်သစ်တင်တဲ့အတူအတည်ပြုလိုက်တာပဲဖြစ်ပါတယ်။ဒီကျဲတကုံကိုပြီးခဲ့တဲ့ဇူလိုင်လတုန်းကချီလီနိုင်ငံမှာရှိတဲ့ Atlas Telescope ကပထမဆုံးရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။သူရဲ့ပြန်သမှုလမ်းကြောင်းနဲ့ဖွဲ့စည်းပုံဟာပုံမှန်မဟုတ်ဘဲနဲ့ထူးခြားနေတာကြောင့် ဒါဂျိုသားတွေရဲ့ဤပညာလက်ရဖြစ်နိုင်တယ်ဆိုပြီးထင်ကြေးပေးမှုတွေရှိခဲ့တာပါဒါပေမဲ့ NASA တာဝန်ရှိသူတွေကတော့ဒါဟာဂျိုသားဤပညာဆိုတဲ့သက်သေမတွေ့ရပဲတာမန်ကျဲတကွန်လိုပဲပြုမှုလှုပ်ရှားနေတာကိုတွေ့ရတယ်လို့ရှင်းလင်းဖော်ပြထားပါတယ်အခုထုတ်ပြန်လိုက်တဲ့ပုံလေရကျဲတကွန်တွေမှာတွေ့ရလေရှိတဲ့ဓာတ်ငွေ့နဲ့ဖုံမှုန့်တွေပါဝင်တဲ့အပြင်အမီးရန်ကိုလည်းတွေ့မြင်ရတယ်လို့ဆိုထားပါတယ်သိပ္ပံပညာရှင်တွေကတော့ဒီကျဲတကွန်ဟာနှစ်ပေါင်း၄.၅ဘီလီယံတက်တန်းရှိတဲ့ မိမိတို့နေဖွဲ့စည်းတဲ့ပိုပြီးရှေ့ကြတဲ့နေရာကနေရောက်ရှိလာတာလို့ယူဆထားပါတယ်။လက်ရှိမှာတော့ 3i atlet ဟာနေဖွဲ့စည်းပြင်ဘက်ကိုဥတီထွက်ခွာနေပြီးကဘာမီကိုအနေပြုနိုင်မဲ့အခြေအနေမရှိဘူးလို့လည်းသိရပါတယ်။ဒါဟာ 1i omo amoa နဲ့ 2i borisot တို့ပြီးရင်သိပ္ပံပညာရှင်တွေရှာဖွေတွေ့ရှိခဲ့တဲ့တတိယမြောက်ကျဲတကွန်တစ်ခုနဲ့တစ်ခုကြားသွာလာနေတဲ့အာကသဝိတ္ထုတွေလည်းဖြစ်ပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ရုရှားတရှူတင်းမောရန်စားမှုကိုစေရတုံ့ပြန်ဖို့အသင့်ရှိတယ်လို့ပြည်တွင်နိုင်ငံကသတိပေးလိုက်တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်ရုရှားထောက်လိုင်းရင်တင်မောရန်တာတာချင်းချောင်းမှုတရက်ဖြစ်လာမယ်ဆိုရင်စီးရီးနီလန်းတွေနဲ့တုံ့ပြန်ဖို့အသင့်ရှိတယ်လို့ပြည်တွင်ကာဝေးရေးဝန်ကြီးဂျွန်ဟေလီကနိုဘာလ19ရက်နေ့မှာသတိပေးလိုက်ပါတယ် စကော့တလန်မြောက်ပိုင်းကပြည်တွင်ရေပိုင်နဲ့အဆုံးကို ရောက်ရှိလာတဲ့ဒီသင်းမော့ကိုစောင့်ကြည့်သွားဖို့တော်ဝင်လီဒက် IF လေယာဉ်မှူးတွေကိုသင်းမော့ပေါ်ကနေလေဆာနဲ့လှမ်းထုတ်ခဲ့တာပဲဖြစ်ပါတယ်။ဝင်းဂျီဟေလီကတော့ရုရှားသမ္မတပူတင်ကိုခမည်းတော်ဘာလုပ်နေလဲဆိုတာကျွန်တော်တို့သိပါတယ်။မြင်နေရတယ်လို့ပြောခဲ့ပြီးသင်းမော့အနေနဲ့လမ်းကြောင်းပြောင်းပြီးတောင်ဘက်ကိုဆင်းလာမယ်ဆိုရင်စီရေးရရေးယူဖို့အသင့်ပဲလို့ပြောဆိုထားပါတယ်။ရုရှားသင်္ဘောတွေပြည်တွင်ပိုင်နယ်နီးရောက်ရှိလာချိန်မှာပို့ပြီးတော့နီနီကက်ကက်စောင့်ကြည့်နိုင်ဖို့ ရေတည့်ရဲ့ထိတွေ့တိုက်ခတ်မှုဆရာစီမင်းတွေကိုပြောင်းလဲတတ်မှတ်ခဲ့တယ်လို့ဝန်ကြီးကထုတ်ဖော်ပြောဆိုထားပါတယ်ဒီဒီမော်ဟာရေအောက်ကေဘယ်ကြိုးတွေကိုဖျက်ဆီးဖို့နဲ့ထောက်လန်းရေးအချက်လက်ရယူဖို့တိစောက်ထားတာဖြစ်တယ်လို့လည်းပြည်တွင်ဘက်ကယူဆထားပါတယ်လန်ဒန်ခြေဆိုင်ရုရှားတန်ယုံကတော့သူတို့နိုင်ငံရဲ့လုံရက်တွေဟာဗြိတိန်ရဲ့လုံခြုံရေးကိုထိပါစေလိုတဲ့ရွေးချက်မရှိဘူးလို့တုံ့ပြန်ထားပါတယ်2022ခုနှစ်ယူကရိန်းကိုရုရှားကျူးကျော်ပြီးနောက်ပိုင်းအခုလိုမျိုးရုရှားရေရင်တွေနဲ့ရင်ငုံသင်းမော်တွေရဲ့လှုပ်ရှားမှုကို ပြီးရင်တပ်ဖွဲ့တွေကဦးစားပေးစောင့်ကြည့်နေတာလည်းဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့အစ္စရေးတိုက်ခတ်မှုကြောင့်ဂါဇာမှာလူ28ဦးသေဆုံးခဲ့ပြီး89ဦးဒဏ်ရာခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်အစ္စရေးစစ်တပ်ဟာဂါဇာနဲ့ခံယူနေမျိုးတွေကိုအဓိကထားပြီးအကြိမ်များကြီးတိုက်ခိုက်ခဲ့လို့အခုချိန်ထိလူ28ယောက်တက်မနေသေဆုံးခဲ့တာ နောက်ထပ်လူ89ယောက်ထပ်မင်းဒဏ်ရာခဲ့တယ်လို့အေဂျာစီယာသတင်းဌာနကဖော်ပြထားပါတယ်။အီရေးစစ်တပ်ဟာနောက်ဆုံးအပြစ်ခတ်ရဲစဲရေးကိုချိုးဖောက်ပြီးတိုက်ခတ်မှု363ကြိမ်လုံဆောင်ခဲ့လို့လူအယောက်280တေဆုံးခဲ့ပြီး682ယောက်ဒဏ်ရာခဲ့တယ်လို့ဂါဇာအစိုးရမီဒီယာရုံးကဖော်ပြထားပါတယ်။အစ္စရေးလေကြောင်းတိုက်ခတ်မှုတွေဟာအစ္စရေးနဲ့ပါလက်စတိုင်းထိန်းချုပ်မှုအောက်မှာရှိတဲ့နယ်မြေတွေကိုပိုင်းခြားသဘောတူထားတဲ့အဝါရောင်မြင်းကိုကျော်လွန်နေတယ်လို့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့မျက်မြင်သက်သေတွေကဆိုထားပါတယ်။ပါလက်စတိုင်းစစ်သေးကြအဖွဲ့တွေကသူတို့ရဲ့တပ်ဖွဲ့ဝင်တွေကိုဖိခက်ခဲ့ပြီးတဲ့နောက်ဂါဇာတဝမ်းကဟာမတ်ပြစ်မှတ်တွေကိုအစ္စရေးစစ်တပ်ကတိုက်ခတ်ခဲ့တယ်လို့ပြောဆိုထားပါတယ်။တရင်ဘက်6ဘက်ဒီဘက်ကြာပြီးဖြစ်တဲ့ပြစ်ခတ်ရဲစဲရေးကိုချိုးဖောက်တယ်လို့လည်းပြောဆိုထားပါတယ်။2023ခုနှစ်အောက်တိုဘာလကစပြီးဂါဇာပေါ်အစ္စရေးရဲ့စစ်ပွဲကြောင့်ပါလက်စတိုင်းမှာ လူဦးရေ ပါလက်စတိုင်းမှာလူဦးရေ6953ထက်ပနည်းသေဆုံးခဲ့ပြီး3945ဦးဒဏ်ရာရှိခဲ့တယ်လို့မှတ်တမ်းတွေကဖော်ပြထားပါတယ်2023ခုနှစ်အော်တိုဘာလ9ရက်နေ့မှာဟာမတ်ဦးဆောင်တဲ့တိုက်ခတ်မှုတွေအတွင်းအစ္စရေးမှာစုစုပေါင်းလူ1139ယောက်သေဆုံးခဲ့ကအခြားလူအယောက်200လောက်ကိုဟာမတ်တွေကဖမ်းဆီးထားခဲ့ပါတယ်ဒါပြင်အစ္စရေးကလေဗနွန်တောင်ပိုင်းအဆောက်အုံတစ်ခုကိုနိုဘာလ19ရက်မှာတိုက်ခတ်ခဲ့ပြီးပောက်ကွဲမှုတစ်ခုဖြစ်ခဲ့ပါသေးတယ် အစောပိုင်းလေကြောင်းတိုက်ခတ်မှုတွေကြောင့်လူ14ဦးထပ်မံနဲ့တေဆုံးခဲ့တဲ့နောက်အစ္စရေးကလဗနွန်တောင်ပိုင်းကိုနောက်တစ်ကြော့တိုက်ခတ်ခဲ့တာဖြစ်ပါတယ်။နိုဘလာ17ရက်နေ့ကလဗနွန်တောင်ပိုင်းကပါလက်စတိုင်းဒုက္ခသည်စကန်တစ်ခုပေါ်အစ္စရေးကတိုက်ခတ်ခဲ့လို့လူ73ဦးထပ်မံနဲ့တေဆုံးခဲ့ပြီးအခြားလူများပြားလဲဒဏ်ရာရရှိခဲ့တယ်လို့လဗနွန်ပိုင်းမီဒီယာကထုတ်ပေါ်ပြောဆိုထားပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ယူကရိန်းအနောက်ပိုင်းကိုရုရှားတိုက်ခတ်မှုကြောင့်အဆောက်အုံတွေထိမှန်ပျက်စီးခဲ့ပြီးလူ26ဦးသေဆုံးခဲ့တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ယူကရိန်းနိုင်ငံနောက်တောင်ပိုင်းတာနိုပီမြို့မှာရုရှားဒရုန်းနဲ့ဒုံးကျည်တိုက်ခတ်မှုတွေကြောင့်တိုက်ခတ်အဆောက်အုံတွေထိမှန်ပျက်စီးခဲ့ပြီးတဲ့နောက် လူ26ဦးထက်မနည်းသေဆုံးခဲ့တာအများအပြားပျောက်ဆုံးနေတယ်လို့ယူကရိန်းပြည်ထရေးဝန်ကြီးကလီမန်ကိုကနိုဝင်ဘာလ19ရက်နေ့ဗိုလ်တော်ဟူးနေမှာပြောဆိုထားပါတယ်။ညလုံးပေါင်းတိုက်ခိုက်မှုတွေအပြီးမှာကလေး3ဦးအပါဝင်လူ26ဦးပျောက်ဆုံးနေတဲ့အကြောင်းပြည်ထရေးဝန်ကြီးကပြောဆိုထားပြီးလူတရာနိဗာဒံရရှိခဲ့ကြအောင်ပြောဆိုထားပါတယ်။ရိုက်တာရုပ်သက်မှတ်တမ်းထဲမှာတော့တိုက်ခိုက်မှုအပြီးမှာတာနိုးပြီးမှာရှိတဲ့လူနေအဆောင်တစ်ခုရဲ့အပေါ်ဒတ်တွေပျက်စီးခဲ့တာတွေ့ရပါတယ်။ မိသားသမားတွေကမီးတောင်မီးလျံတွေကိုငိမ့်သက်ဖို့စ조사နေကြမှာပဲမီးခိုးတွေထွက်လာပြီးမီးလောင်ဒဏ်ရရှိနေတဲ့ဒေသခံတွေဟာအပြင်ဘက်မှာစုဝေးနေကြရင်မိသားစုဝင်တွေရဲ့တရင်တွေကိုစောင့်ဆိုင်နေကြပါတယ်။ဒေသုံးသူတွေထဲမှာကလေးသုံးဦးပါဝင်ပြီးဒေသုံးသူဥယျာဉ်မြင့်တက်လာနိုင်ကြောင်းအရာရှိတွေကပြောဆိုထားပါတယ်။ရုရှားကယူကရိန်းနိုင်ငံကို drone 486စီးနဲ့ဒုံးကျည်48စီးပစ်ခတ်ခဲ့ပြီးစွန့်ရင်တဲ့တေယူပို့ဆောင်ရေးအခြေခံအဆောက်အအုံတွေကိုထိမှန်ခဲ့တာကြောင့် အေးခဲနေတဲ့အပူချိန်တွေဒေသအများအပြားမှာအရေးပေါ်လျက်စစ်တာပြတ်တောက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ယူကရိန်းသမ္မတဇလန်စကီဟာမော်စကိုနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုပြန်သက်သွင်းဖို့ရွေတဲ့ဆွေးနွေးပွဲတွေအတွက်တူရကီနိုင်ငံကိုတွားရောက်နေချိန်မှာပဲဒီလိုတိုက်ခတ်မှုတွေဖြစ်ပွားခဲ့တာပါ။ဇလန်စကီဟာကီယက်ကိုလေကြောင်းကာကွယ်ရေးဒုံးကျည်တွေပုံမူပေးရဖို့အပါအဝင်ယူကရိန်းနိုင်ငံမှာရှိတဲ့လေးနှင့်ဒီပါကြာနေတဲ့စစ်ပွဲကိုအဆုံးသတ်ဖို့ရုရှားဘော်ဖိအားတွေတိုးမြှင့်ပေးဖို့လည်းမာမိတ်တွေကိုတိုက်တွန်းထားပါတယ်ခင်ဗျာ။ ောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့တရုတ်နဲ့တန်တမာရေးတင်းမာမှုတွေမြင့်တက်လာချိန်မှာဂျပန်ကိုထောက်ခံမယ်လို့ထိုင်ဝမ်နိုင်ငံသားဝန်ကြီးလင်းချီယာလွန်ကနိုဝင်ဘာလ20ရက်နေ့မှာကြေညာခဲ့တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။အဲ根据赖总统的啊他的一个施政的方针整合跨年末穆里တွင်နောက်ဆုံးချိန်တိုက်ခတ်မှုဖြစ်ပေါ်ရတဲ့အကွက်ရှိမှုဖြင့်တရုတ်ကဂျပန်ပင်လယ်စာတင်သွင်းမှုအားလုံးကိုပိတ်ပင်မယ်လို့ ရေးမို့ပြောကြားခဲ့တဲ့ကြောင်းဂျပန်မျိုးတော်တိုချိုမှာအစိုးရရာရှိနှူးကပြောဆိုခဲ့ပြီးအခုလိုပဲထိုင်ဝမ်နိုင်ငံကဂရီကဝတ်ပြုခဲ့တာပဲဖြစ်ပါတယ်။တရုတ်ပြည်မှာကြီးအစိုးရဟာဒီလိုစီးပွားရေးအနိုင်ကျင့်မှုနဲ့စီးရေးချင်းချောက်မှုကိုတုံးပြီးအခြားနိုင်ငံတွေကိုအနိုင်ကျင့်နေကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှုနဲ့ခီးသွွားလုပ်ငန်းအလုံးကိုလက်နက်ဖြင့်တုံးပြီးထိုင်ဝမ်ပေါ်တိုက်ခိုက်နေတယ်လို့ထိုင်ဝမ်နိုင်ငံသားကြီးဝန်ကြီးဌာနကသတင်းတောက်တွေကိုကြားသာပရိနေမှာပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ ထိုင်ဝမ်ပေါ်တရုတ်ရဲ့တိုက်ခတ်မှုဟာဂျပန်နဲ့ရှင်သန်မှုကိုချိန်ချောင်းနေပြီးစီရေးတုံ့ပြန်မှုကိုဖြစ်ပေါ်စေနိုင်တယ်လို့ဂျပန်ဝန်ကြီးချုပ်တဲ့စာနာအဲတကာအီချီကအခုလာတယ်မှာပြောဆိုခဲ့ပြီးနောက်တရုတ်နဲ့ဂျပန်နှစ်နိုင်ငံကြားတင်းမာမှုတွေပေါ်ပေါက်လာတာပဲဖြစ်ပါတယ်။မှတ်ချက်တွေကိုဂျပန်နိုင်ငံကယူသိမ်းပေးဖို့တရုတ်ဆိုရကတောင်းဆိုထားပြီးတရုတ်နိုင်ငံသားတွေကိုဂျပန်နိုင်ငံစီမသွားဖို့တိုက်တွန်းထားတာလည်းတွေ့ရပါတယ်။အဲနောက်ကမ္ဘာစတုဒ္ဒစီးပွားရေးအကြီးဆုံးနိုင်ငံဖြစ်တဲ့ဂျပန်နိုင်ငံကို 今马嘞，突然间出现那呢？本来,是来,来在点铺门口、后来片那片，天气热来，对要完了。这边来看哈，台湾第台问十三亿们市民们，那来看哈，一些马尾辫子路，一些嘞，工作人没排队来，排着都要完了。这边来看哈，台湾也这里也集中工作人员没尾辫辫，台湾阿罗这边主要是抽查集中工作人没排来排排来看呀。那把过去对台湾哈，包括文工武贺。 နောက်ဆုံးတင်ဆက်ပေးမယ့်အကြောင်းကတော့ရွှေရင်သာလူပညာလက်ရာကိုဒေါ်လာ12တန်းနဲ့၄လျံအောင်ခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်။ငါပြောသည့်တိတ်ကက်လူပညာကိုဖန်တီးခဲ့သူမော်ရီဇီယို ကက်တလန်ရဲ့အမေရိကလိုအမည်ပေးထားတဲ့18ကာရက်ရွှေရင်သာဟာဝန်ဆောင်ကအပါဝင်ဒေါ်လာ12ဒသမတသန်းနဲ့လီလံအောင်ခဲ့ပါလေလီလံကျန်းကင်းစီဟာလက်ရရဲ့ရွှေလေးချိန်101ဒသမ2ကီလိုဂရမ်ရဲ့တန်ဖိုးဒေါ်လာ10တန်းကိုအခြေခံထားခဲ့တာပဲဖြစ်ပါလေစောဒီဘီရဲ့လီလံအစိုးရဒီလိုကုန်ကျန်းတန်ဖိုးနဲ့ကျန်းကင်းစီကိုတိုက်ရိုက်ချိတ်ဆက်ထားတာဟာကွန်မြူစီတန်ဖိုးနဲ့ အမှုပညာတံမိုးကြားခြားနာချက်ကိုမိကွန်းထုတ်တဲ့ကက်တလန်ရဲ့ရွေချက်ကိုထင်ဟပ်နေတယ်လို့ဆိုထားပါတယ်။အမေရိကရွှေရင်သာမန်တကယ်အသုံးပြုလို့ရပြီးကြွယ်မှုပေါ်တယောလှောင်ပြောင်ထားတဲ့လက်ရာလည်းဖြစ်ပါတယ်။ဒီလက်ရာကို2016-2019အတွင်းမှာနယူးယောက်မြို့ကဂွန်ဟိုင်းပြတဲ့မှာစတင်ပြသခဲ့ပြီးတော့2019ခုနှစ်တုန်းကလည်းဗြိတိန်နိုင်ငံဘလန်နန်နန်းတော်ကလည်းခိုးခံခဲ့ရလို့နိုင်ငံပဲကြီးခဲ့ပါလေ။ ခိုးခံရတဲ့မူရင်းလက်ရာကိုအရေးကြိုးရောင်းချခဲ့တယ်လို့ယူဆပြီးအခုလေလံတင်မဲ့ဟာကတော့နောက်ဆုံးကြံရှိတဲ့မူရင်းပွားပဲဖြစ်ပါတယ်ဒီရွှေရင်သားကိုနိုဘလာရှဲနေကလေးကအများပြည်သူကြည့်ရှုနိုင်ခွင့်ပေးထားပေမဲ့အသုံးပြုခွင့်နဲ့ရေဆွဲကြခွင့်တော့မပြုထားပါဘူးကတလန်ရဲ့နာမည်ကြီးငပြောသည့်တိတ်ကက်လျာကောမေဒီယံဟာ2024ခုနှစ်တုန်းကဒေါ်လာ6တသမ2တန်းနဲ့ရောင်းချခဲ့တာတွေ့ရပါလေတိတ်ကက်ထားတဲ့ငပြောသည့်ကိုပဲရောင်းတာမဟုတ်ပဲမူရင်းလက်ရအစ်မန်ဖြစ်တဲ့ကြောင့်အတိမတ်ပြုလက်မှတ် ။ငါပြောသည်ပုတ်သွားတဲ့ကဘလို့တက်စင်အစားထိုးရမယ်ဆိုတဲ့အသေးစိတ်လမ်းညွန်ချက်တွေကိုပါထည့်သွင်းရောင်းချခဲ့တာပဲဖြစ်ပါလေခင်ဗျာ။ဟုတ်ကဲ့ပါနိုင်ငံတကာသတင်းတွေကိုဒီမှာပဲဆုံးသက်လိုက်ပါရစေကျွန်တော်အီဇာပါ